မန္တလေးတိုင်းကြောက်ဆယ်မြို့မှာငလင်တန်းကြောင့်ရွှေသားလျောင်းတောင်ပေါ်ကကြောက်တစ်တားလို့လူသိများတဲ့ကြောက်တုံးကြီးပြုတ်ကျလာနိုင်လို့ရွှေသားလျောင်းတောင်အောက်ခြေနေတဝိုက်နေထိုင်သူတွေပြောင်းရွှေ့ဖို့သတိပေးနေပါတယ်။ကြောက်တုံးကြီးပြုတ်ကျလာနိုင်ခြေက60ရာခိုင်နှုန်းရှိတာကြောင့်တောင်အောက်ခြေကအေရိယာကိုအန်ဒီရေဆုံဖြစ်သတ်မှတ်လိုက်ပြီးအ мян ဆုံးပြောင်းရွှေ့ကြဖို့စစ်ကောင်စီလက်အောက်ခံကြောက်ဆယ်မြို့ထွေအုံရုံကမနေ့ကဧပြီ3ရက်နေ့မှာအတန်ချဲဆက်နဲ့လိုက်ပြီးတော့သတိပေးခဲ့ပါတယ်။အန်ဒီရေဆုံသတ်မှတ်ဧရိယာတွေကတော့ ရှေ့ဘက်ရွှေသားလျောင်းတောင်အနောက်ဘက်မင်းရဲမြောင်တောင်ဘက်မြို့မစေးတောင်ဘက်လန်မြောက်ဘက်လေးမျက်နှာဖရာမြောက်ဘက်လန်တို့ဖြစ်ပါတယ်ပြီးတော့တမတ်ဧရိယာထဲမှာပါတဲ့စုကြီးရက်ွက်ကဒေသခံတွေကိုလည်းအ мян ထွက်ခွာဖို့တတိပေးနေပြီးပြောင်းရွှေ့ဖို့အခက်အခဲရှိတဲ့အိမ်ထောင်စုတွေကကျောက်ဆယ်မြို့ဝေဘူးကျောင်းဓမ္မယုံမှာလာနေလို့ရကြောင်းထွေအုပ်ကအကြေညာပါတယ်အဲ့ဒီကျောက်တုံးကြီးကိုဖောက်ခွဲဖြတ်စည်းဖို့စီစဉ်နေပြီးအန်တရယ်ကင်းရှင်းချိန်ကိုထပ်ပြီးကြေညာမယ်လို့အသိပေးထားပါတယ် ကျောက်ဆယ်မျိုးကလည်းငလင်တန်အသင့်ဒေတာဖြစ်ပြီးကျောက်ဆယ်မျိုးမူကြိုကြောင်းပြိုကျပျက်စီးမှုမှာတဲ့ကလေးငယ်25ဦးအပါအဝင်28ဦးအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်ရှင်။